ောကိုချီလိုက်ပါသင်ရဲ့ဘာညစ်ပန်းနေ၏အစိတ်စင်းနေမိကိုတွေမဲ့တရိုက်တွေပုံလွှမ်းနေ၏ဒီစကြီလာအနာဂတ်ဒီချံအခန်းကြီး34အငယ်78တင်းတို့သည်ကောင်းသောတက်စားရရဲ့၌စားသည်တာမကကြံသောမြက်ပင်ကိုနင်းသောအမှုသည်တာမညာအမှုဖြစ်သည်ဟုထင်မှတ်ကြသလိုကြည်သောရေကိုတောက်သည်တာမကကြံသောရေကိုခြေနှင့်နှောက်စေသောအမှုသည်တာမညာအမှုဖြစ်သည်ဟု ထိမှန်ကြသလားဒီကျမ်းစာကကျွန်တော်တွေဟာဘယ်ရာကိုပဲလှုပ်လှုပ်ဘယ်ရာကိုပဲစားသည်ဖြစ်စေဘယ်ရာကိုသုံးဆွဲသည်ဖြစ်စေကျွန်တော်တို့နောက်လူတွေအတွက်စဉ်းစားဖို့အလွန်ပဲအရေးကြီးပါတယ်ဒီနေ့ပြောရင်တော့ကျွန်တော်တို့ကတိုးတွေဆိုပါစို့ဘုရားကတော့တိုးနဲ့နှိုင်းတယ်ကျွန်တော်တို့ဟာအင်အားကြီးတဲ့စကြက်မြေကိုအရင်လဲရောက်လာတယ်ရောက်လာပြီးတဲ့နောက်မှာကျွန်တော်တို့စားခွင့်ရှိတယ်ကောင်းမွန်တဲ့မြက်တွေကိုစားခွင့်ရှိတယ် ိမ်နောက်မှာကျွန်တော်တို့ကိုစားပြီးတာနဲ့သူများတွေစားလို့မရအောင်ခြေထောက်တွေနဲ့နော်မဆင်မချင်ကျွန်တော်တို့ငင်းဖြတ်သွားမလားတဲ့နော်ရေကြည်ရေတန့်ကိုကျွန်တော်တို့တောက်ခွင့်ရတယ်အရင်ဆုံးဒါပေမဲ့ကိုတောက်ပြီးတာနဲ့အခြားသူတွေမတောက်လို့တောက်လို့မရတော့အောင်ရေကိုကျွန်တော်တို့ခြေထောက်တွေနဲ့နှောက်သွားလို့ရှင်ရေမကြည်တော့ဘဲနဲ့ရေနှောက်သွားရင်အခြားသူတွေတောက်လို့မရတော့အဲ့လိုမျိုးလောက်တာမကောင်းဘူးမလောက်ရဘူးလို့နော်ကျွန်တော်တို့ဖះကရေတကြီးလာအဖြစ်ဥပမာပေးတာဖြစ်တယ် ဒါပေမဲ့ဒီဥပမာကကျွန်တော်ဒီနေ့ခေတ်မှာ direct ကိုကျွန်တော်တို့အကျိုးသက်ရောက်ပြီးတော့ direct ကိုကျွန်တော်တို့တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လာရင်နော် direct ကိုကျွန်တော်တို့တကယ့်ကိုထိရောက်တဲ့ဥပမာလေးဖြစ်နေပါတယ်။နော်ကျွန်တော်တို့ရဲ့အသက်တာမှာတစ်ခါလေကျွန်တော်တို့သုံးဆွဲလို့ရတိုင်းကျွန်တော်တို့ငါဝယ်သုံးတာပဲငါသုံးငါငါဘာငါငါသုံးတာပဲငါအချိန်မှာငါသုံးတာပဲလို့ကျွန်တော်တို့ဟိုရေတွေကိုကျွန်တော်မစင်မကျင် သုံးနေနော်ကျွန်တော်တို့တယံစာတာတွေကိုမစင်မကျင်သုံးတဲ့အခါမှာနောက်လူတွေအတွက်ကျွန်တော်စဉ်းစားဖို့ဖြစ်ပါ ီကျမ်းစာမှာဖော်ပြတဲ့အတိုင်းပဲကျွန်တော်တို့ကကောင်းမွန်တဲ့အသီးနှံတွေကိုစားခွင့်ရပေမဲ့ကျွန်တော်မစင်မချင်လှုပ်လိုက်တဲ့အခါမှာကောင်းမွန်တဲ့ရေတွေကိုတောက်ခွင့်ရပေမဲ့ကျွန်တော်မစင်မချင်လှုပ်လိုက်တဲ့အခါမှာရေတွေညှဉ်းညူးသွားရင်မြေစီဩဇာတွေညှဉ်းညူးသွားရင်ကျွန်တော်ရဲ့နောက်မျိုးဆက်တစ်တွေစားဖို့အတွက်မကြံတော့ဘူးဒါကြောင့်မို့ဒါကိုလည်းကျွန်တော်တို့စဉ်းစားဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ဖရဲသခင်ကတော့ပြောပါတယ်တကူကောင်းမဆန်နဲ့တော့ကျွန်တော်တို့ကိုယ်အလှဲ့မှာကိုစားခွင့်ရတိုင်း နောက်လူတွေလည်းလည်းကောင်းတဲ့အရာတွေခြံထားခဲ့ပါ။နောက်မျိုးဆက်တွေလည်းကောင်းတဲ့အရာတွေခြံထားရမယ်လို့စန်းသာကတွင်တင်ခြင်းဖြစ်ပါတယ်။အဲတော့ဒီနေ့ကဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့အဓိကအချက်ကတော့ beat plastic pollution ဖြစ်ပါ။ plastic ညစ်ညူးမှုကိုအတူတကွတိုက်ဖြတ်ကြပါစို့ဆိုတဲ့စောင်ပုံးနဲ့ညီပြုလုပ်တာဖြစ်ပါတယ်။အဲတော့ဘာကြောင့်ကဘာပတ်ဝန်းကျင်နေ့မှာဒီခေါင်းစဉ်နဲ့စဉ်းစားရသလဲဆိုတော့ plastic ပြဿနာကကဘာကြီးရဲ့ပြဿနာ ဖြစ်လာပြီဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့ဒီအရာတွေကစွန့်ပစ်ပစ္စည်းတွေဖြစ်ခဲ့တယ်အဲ့တော့အဲ့ဒီအရာတွေဘယ်မှာစွန့်ပစ်လဲအဲ့တော့ရှင်းပါတယ်ကျွန်တော်တို့ကွင်းပြင်နေเนาะကျွန်တော်တို့မြစ်ချောင်းအင်းအိုင်နေပင်လယ်သမုဒ္ဒရာတွေထဲမှာเนาะကျွန်တော်စွန့်ပစ်ထားတာဖြစ်တယ်အဲ့တော့ plastic ရဲ့သဘောတဘာဝအရနှစ်ပေါင်း100လောက်ထိကိုမပြတ်မစည်းပဲနဲ့ရှိနေနိုင်တယ်အဲ့တော့အဲ့အမိုက်တွေကမပြတ်မစည်းသွားဘူးနှစ်ပေါင်း100အဲ့တော့ရေထဲမှာနေတဲ့သတ္တဝါတွေအုံးပေါ်မှာနေတဲ့သတ္တဝါတွေ ကောင်းငင်မှာနေတဲ့တံတွားတွေနော်အစားအစာစားရင်းနဲ့ဒီပလတ်စတစ်ရဲ့ဒဏ်ကိုခံရတယ်တံတွားတွေတည်ဆုံးကုန်ကြပြီးရင်ကျွန်တော်တို့မြစ်ချောင်းပင်လယ်သမုဒ္ဒရာတွေမှာအမိုက်တွေပိတ်ဆို့မှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကျွန်တော်ရေကြီးရေရှမ်းမှုတွေဖြစ်တယ်နော်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီပလတ်စတစ်ကပျက်စီးသွားရင်လည်းမိုက်ခရိုပလတ်စတစ်လို့ခေါ်တဲ့အမုံသေးသေးလေးတွေဖြစ်တယ်အဲ့ဒီအမုံသေးသေးလေးတွေကအစားအသောက်တွေထဲမှာဝင်နေပြီးရင်ပလတ်စတစ်မှာကီမီကယ်ပေါင်းများစွာပါတဲ့အတွက်ကြောင့်မလို့ဒီကီမီကယ်တွေကဘာဖြစ်စေလဲဆိုရင်ကျွန်တော်တို့ရဲ့ကျန်းမာရေး ထိခိုက်စေတယ်ကန်ဆာရောဂါတွေကိုဖြစ်စေတယ်အဲ့တော့မီးကိုရှို့လိုက်မယ်ဆိုရင်လည်းဒီ plastic တွေကိုမီးရှို့တဲ့လေထုကအပေါ်တက်သွားမယ်ဆိုရင်လည်းအဲ့ဒီလေထဲမှာလေထုညစ်ညမ်းမှုကိုဖြစ်စေတယ် air pollution ကိုဖြစ်စေတယ်အဲ့တော့အဲ့ air pollution နဲ့မကဘဲနဲ့အဲ့ဒါကိုရှူမိတဲ့သူတွေကအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုဖြစ်စေတယ်အဲ့တော့လူတွေကိုပဲပြန်ပြီးတော့ဒုက္ခပေးသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အာဒီအတွက်ကြောင့်မလို့ကျွန်တော်တို့နှစ်ပေါင်းများစွာမှာကျွန်တော်ရေတရဝါတွေမျိုးတုံးတာတွေနော်တေဆုံးကုန်တာတွေနော်တရိတ်ဆန်တွေတေဆုံးတာတွေ ော်မျိုးတုံးကုန်တာနေဖြစ်တယ်။နော်ပြီးတော့အဲ့ microplastic တွေကမြေစီဩဇာတွေဝင်တဲ့အခါမှာကျွန်တော်သီးနှံတွေကကောင်းကောင်းစိုက်ပျိုးလို့မရတော့မြေစီဩဇာတွေပျက်စီးကုန်တယ်။ဒါကြောင့်မလို့ဟောကျွန်တော်တို့နောင်လာနောက်သားတွေအတွက်ကောင်းတဲ့မြေကြီးကိုခြံထားပေးရအောင်ဆိုတာဒါကိုပြောတာဖြစ်။ပြီးလို့ရှိရင်ကျွန်တော်တို့နှစ်စင်နှစ်စင်မှာအဲ့ကျွန်တော်တို့ဒီအာစီးပွားရေးထိခိုက်ဘာထိခိုက်လဲဆိုတော့ကျွန်တော်တို့ဒီမြောင်းနေချောင်းနေတဲ့မှာပိတ်နေတဲ့ plastic အမှိုက်တွေကိုရှင်းရတဲ့ပုံချစေးကအလွန်များတဲ့အတွက်ကြောင့်မလို့တဲ့ကျွန်တော်တို့ဒါ အာကျွန်တော်တို့ဒီစီးပွားရေးကိုလည်းကျွန်တော်ထိခိုက်စေတယ်ဆိုတာတွေ့ရပါတယ်အဲ့တော့ဆင်းရဲသားတွေကိုပို့ပြီးတော့ထိခိုက်စေတာပါနော်ဒီညစ်ညူးမှုတွေကအဲ့တော့ကျွန်တော်ဒါကိုပြန်ကြည့်တဲ့အခါမှာကဘာကြီးတစ်ခုလုံးကတိလာကြပြီဒီပလတ်စတစ်တွေကိုဘယ်လိုမျိုးစွန့်ပစ်မလဲစွန့်ပစ်လို့ရှိရင်လည်းသူကဟောကျွန်တော်တို့ခုနလိုမျိုးပေါ့နော်မီးရှို့ရင်လည်းမဖြစ်နော်မြေကြီးထဲမြုပ်ရင်လည်းဒုက္ခရောက်ရေထဲမှာလည်းဒုက္ခပေးအမျိုးမျိုးဖြစ်နေတော့အဲ့တော့ဘာလုပ်လို့ရလဲပလတ်စတစ်ကို short သုံးဖို့ပဲရှိတော့တယ်နော်ထိန်းချုပ်ဖို့ပဲရှိတော့တယ်ဒါကြောင့်မလို့ဒီနေ့ရဲ့ theme က beat plastic pollution ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူခရိယန်နေနေဒီကဘာပတ်ဝန်းကျင်ထိန်းသိမ်းနေမှာဘယ်လိုမျိုးကျွန်တော်တုံ့ပြန်လို့ရကျွန်တော်တို့ကတော့အဓိကဖျားပေးတဲ့တာဝန်ဖြစ်ပါဘာဖြစ်လို့လဲကဘာဦးကျမ်းမှာကျွန်တော်စပြီးဖတ်လိုက်တာ ਨੇ ဖျားသခင်ကြီးကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတယ်ဆိုတာပါပြီးသားဖြစ်ပါတယ်ဖျားကဖန်ဆင်းပြီးတဲ့အခါမှာကျွန်တော်တို့ကိုပြောပါတယ်နော်လူတွေကိုဖန်ဆင်းတယ်ပြီးတဲ့နောက်မှာအချင်းတို့များပြားစွာမွေးဖွားပါတဲ့ပြီးလို့ရှိရင်ကျွန်တော်ဘာပြောလဲမြေကြီးကိုပြည့်စေပြီးတော့နိုင်ပါတဲ့ ပင်လယ်ငါးတွေမိုးကောင်းကင်ငှက်တွေကိုအသက်ရှင်မြေပေါ်မှာလှုပ်ရှားတဲ့တရိတ်ဆန်ပေါင်းကိုအုပ်ဆိုးပါလို့မိတ်နေပြီးတော့လူတွေကိုကောင်းကြီးပေးတယ်အဲ့တော့အဲ့ဒီမှာဘာတွေ့ရလဲဆိုရင်ကျွန်တော်တို့ကို အုပ်ဆိုးခိုင်းတယ်ပြီးရင်ပြန်ဖြည့်ခိုင်းတယ်နော်ကျွန်တော်တို့မမေ့ဖို့ကကျွန်တော်အုပ်ဆိုးပြီးတော့ကျွန်တော်တို့လှုပ်ချင်အောင်လှုပ်ဖို့အတွက်မဟုတ်ဘူးသုံးချင်တယ်လို့သုံးပလိုက်ဖို့အတွက်မဟုတ်ဘူးဖျားပေးထားတဲ့ကဘာကိုကျွန်တော်တို့ဖြတ်စည်းပလိုက်ဖို့အတွက်မဟုတ်ဘူး နော်ဘာလဲဆိုရင် next generation ဆိုတာအဲ့မှာပါတယ်ဘာလဲအချင်းတို့များပြားစွာမွေးဖွားပါဆိုတော့အရာနဲ့တွဲထားတာဖြစ်တယ်နော်ကျွန်တော်တို့အချိန်မှာပဲကျွန်တော်တို့သုံးစားပလိုက်ဖို့ပဲမဟုတ်ဘူးကျွန်တော်တို့ next generation နောက်လာမယ့်မျိုးဆက်တွေကိုလည်းကောင်းမွန်တဲ့ပတ်ဝန်းကျင် ကောင်းမွန်သောတီးနှံနေကောင်းမွန်သောလေတုကောင်းမွန်သောရေတွေကိုကျွန်တော်တို့ပေးဖို့အတွက်ပြန်ပြီးတော့တဲ့ပြည့်စီပါပြည့်စီပါလို့ပြောခြင်းဖြစ်ပါတယ်ဖျားပေးတာဝန်ဖြစ်တယ်အဲကြောင့်မလို့ယုံကြည်သူတိုင်းကမဖြစ်မနေလုပ်ရတဲ့အရာဖြစ်ပါတယ်ဒါကြောင့်လဲဒီနေ့ beat plastic pollution plastic ညဉ့်ဉန်းမှုကိုကျွန်တော်တိုက်ဖြတ်ခြင်းကခရီးရန်တို့ရဲ့တာဝန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ငြင်းလို့မရအောင်တွေးရပါတယ်ပြီးရင်ကဘာဦးကျန်းနှစ်ငွေ15မှာဖခင်ကလူကိုယူပြီးတော့အေဒီဥယျာဉ်ကိုပြုစုစောင့်နေခြင်းကထားတယ်ဆိုတာတွေ့ရပါတယ်အဲ့တော့အေဒီဥယျာဉ်ကိုပြုစုစောင့်ရှောက်ခိုင်းတာလူရဲ့တာဝန်ကဖခင်ရဲ့ဖန်ဆင်းခြင်းကိုမပြည့်စည်အောင်ပို့ပြီးတိုးပွားလာအောင်ပြန်ပြည့်အောင် ပြုစုစောင့်ရှောက်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူတွေက ပတ်ဝန်းကျင်ကိုထိမ့်သိမ်းခြင်းเนาะကျွန်တော်ပလတ်စတစ်တွေကိုရှော့ချခြင်းပလတ်စတစ်ညင်ညူးမှုကိုညဉ့်ညမ်းမှုကိုထိမ့်သိမ်းခြင်းဟာဖရိုင်းအလိုတော်ကိုစောင့်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ခုနရေတကြီးလာမျိုးပေါ်ပြသလိုပဲကျွန်တော်လက်ထက်မှာအာငါတို့ပဲသုံးွားတာပဲဘာဖြစ်လဲငါတို့လေလူတလူသုံးမှာပေါ့ဆိုပြီးတော့ကျွန်တော်တို့မစင်းစားမစင်ခြင်းပဲနဲ့ပလတ်စတစ်တွေကိုကျွန်တော်တို့စိတ်ကြိုက်သုံးဆွဲလိုက်ခြင်းဟာနောက်လာမယ့်မျိုးဆက်တစ်ကိုကျွန်တော်တို့ညှဉ်းညူးမှုတွေပေးတာတဲ့အတူတူပဲဖြစ်ပါတယ် ဒါကြောင့်မလို့ဒီနေ့ကစပြီးတော့ကျွန်တော်တို့ထိန်းသိမ်းဖို့အတွက်လိုတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုပုံစံနဲ့ထိန်းသိမ်းရမလဲဘယ်လိုပုံစံနဲ့ plastic ကိုကျွန်တော်တို့ short ချကြမလဲအဲ့တော့ reduce short သုံးရအောင်လိုသလောက်ပဲဝယ်မယ်တစ်ခါသုံးတွေကိုကျွန်တော်တို့မသုံးဘူးတစ်ခါသုံး plastic pipe တွေတစ်ခါသုံး plastic ခွက်တွေသုံးမဲ့အစားကိုကျွန်တော်တို့ short မယ်ပြီးလို့ရှိရင် packing တွေအများကြီး plastic တွေနဲ့အများကြီး packing ထုတ်ထားတဲ့အရာတွေဆိုရင်ကျွန်တော်တို့ short သုံးမယ်ပြီးရင်ဘာလုပ်မလဲ reuse ်ပြန်သုံးကြမယ်ပြန်ပြီးတော့သုံးမယ်သုံးလို့ရတဲ့ plastic တွေကိုကျွန်တော်တို့ပြန်သုံးမယ်နောက်ပြီးရင် reuse နော်ပြန်သုံးလို့ရတဲ့ phan တို့နော် metal တို့အဲ့ဒါမျိုးတွေအာကျွန်တော်တို့ဘူးကုန်ဆိုရင်လည်းကျွန်တော်တို့ plastic ဘူးတွေတစ်ချက်ကိုကျွန်တော်တို့ metal ဘူးတွေကိုကျွန်တော်တို့သုံးမယ် steel ဘူးတွေနော်ကျွန်တော်တို့ phan ဘူးတွေဒါတွေကိုကျွန်တော်တို့ပြန်သုံးလို့ရတဲ့အရာတွေကိုကျွန်တော်ပြန်သုံးကြမယ်ပြီးရင် recycle နော်ဒီ plastic တွေကိုလည်းတစ်ခါပဲမဟုတ်ဘဲနဲ့နော်ကျွန်တော်တခြားနည်းလမ်းနဲ့ကျွန်တော်တို့ recycle လုပ်ပြီးတော့ပြန်သုံးလို့ရတယ်။နောက်ပြီး refuse ညှင်းဆိုရမယ်။ เนาะကျွန်တော်ဆိုင်မှာဈေးတော့ဝင်ပလတ်စတစ်တွေအများကြီးပေးပါလိမ့်မယ်။ဒါဆိုရင်လည်းကျွန်တော်စဉ်းစားကြည့်ငါတနေ့တနေ့ပလတ်စတစ်အိတ်ပေါင်းဘယ်လောက်တောင်မှငါ waste လုပ်ထားလဲ။အဲ့တော့ကျွန်တော်စွန့်ပြရတာအရန်ခက်ပါတယ်။ပြီးရင်ဒီဟာကပဝင်းခြင်းကိုဒုက္ခပေးပါတယ်။မြေဓုလေဓုရေဓုကိုညစ်ညမ်းစေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ refuse ညင်းဆိုရမယ်တတ်နိုင်သမျှမတုံးလို့တော့မရဘူးဒါမဲ့လေကျွန်တော်တို့တတ်နိုင်သမျှကျွန်တော်တို့ညင်းဆိုပြီးတော့ short သုံးမယ်ပြန်သုံးမယ်ပြီးရင်ကျွန်တော် restore ဖျားရဲ့ဖန်ဆင်းထားတဲ့ကဘာမြေကို ရီစတိုပြန်ပြည့်စီဖို့ကကျွန်တော်တို့ခရိယန်တွေရဲ့တာဝန်ဖြစ်တယ်လူသားတိုင်းရဲ့တာဝန်ဖြစ်တယ်အဲ့တော့ကျွန်တော်ဘာလုပ်ကြမလဲကိုယ့်ရဲ့ရက်ရွာလမ်းတွေမှာမြောင်းတွေမှာပလတ်စတစ်တွေရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့ကျွန်တော်တို့ရှင်းလင်းဖို့အတွက်လိုတယ်တန့်ရှင်းဖို့အတွက်လိုတယ်မြစ်ချောင်းတွေကိုတန့်ရှင်းစေဖို့လိုတယ်နော်တစ်ပင်တွေပြန်စိုက်ခြင်းအပြင်ကဘာကြီးကို restore ပြန်လုပ်ဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ဒီအသည့်တွေကိုနော်ကျွန်တော်တို့ဒီအာပတ်ဝန်းကျင်နဲ့ထိန်းသိမ်းရမယ်ဆိုရယ်အသည့်တွေကိုကျွန်တော်တို့ တယောက်ချင်းစီတိုံတာမကပဲနဲ့เนาะကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်ရဲ့အိမ်ကြီးချင်းတွေကျွန်တော်တို့ကိုယ်နဲ့ဆက်ဆိုင်သောသူတွေတိဖို့အတွက်ကိုကျွန်တော်တို့အသိပညာပေးဝေမျှခြင်းတွေအဖြစ်လှုပ်ဆောင်ခြင်းအဖြစ်ဖရားရဲ့အလိုတော်ကိုကျွန်တော်တို့ဆောင်ဖို့ပဲဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကရည်စည်ကြလာမှာပေါ်ပြသလိုပဲအဘာဦးကျမ်းမှာပေါ်ပြသလိုပဲကျွန်တော်ယုံကြည်သူတွေကဒီ plastic တွေကို short သုံးခြင်းဟာဖရားရဲ့အလိုတော်ကိုဆောင်ခြင်းဖြစ်တယ် plastic တွေညဉ့်ဉန်းမှုကိုကျွန်တော်တို့တိုက်ဖြတ်ခြင်းဟာဖရားရဲ့ ဖြစ်စေခြင်းနဲ့ဆန္ဒဖြစ်တယ်ပြီးရင်ရေတကြည်လာမှလိုမျိုးပဲအချိန်ကျရင်ဘုရားသခင်ကမေးလိမ့်မယ်နော်နောင်လာနောက်သားနောင်မျိုးဆက်တစ်တွေအတွက်ကျွန်တော်တို့ရေကြီးရေကောင်းနေရေတန့်နေခြံထားပေးခဲ့ရလားနော်ကျွန်တော်ကောင်းမွန်တဲ့အသီးနှံနေကောင်းမွန်တဲ့စိုက်ခင်းနေခြံထားပေးခဲ့ရလားပျက်စီးနေတဲ့သဘာဝပတ်ဝန်းကျင်နဲ့ပျက်စီးနေတဲ့နော်ကျွန်တော်တို့ဒီ natural disaster တွေကိုပဲခြံထားပေးခဲ့မလားဆိုတော့ကိုစဉ်းစားဖို့ပဲဖြစ်ပါတယ်ဒီလိုမျိုးမလုံမီဖို့အတွက်ကျွန်တော်တို့ဒီနှစ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ theme အတိုင်းပဲ beat plastic pollution ကျွန်တော်တို့အားလုံးအတူတူတကွเนาะကျွန်တော်တို့ plastic တွေကို plastic ညဉ့်ဉန်းမှုကိုလျှော့ချကြပါစို့ဖခင်ရဲ့အလိုတော်နဲ့ညီပြန်လဲပြီးတော့ကောင်းမွန်တဲ့ကဘာကြီးဖြစ်ပြုပြင်ထိန်းသိမ်းကြပါစို့လို့တိုက်တွန်းခေါ်အပ်လိုပါတယ်